ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာမီဒီယာသတင်းဖော်ပြမှုပုံမှန်တိုးတက်လာစေဖို့အတွက်မီဒီယာနဲ့လူမှုဖွဲ့စည်းတွေကြားရန်ကုန်မြို့မှာဆွေးနွေးခဲ့ပါတယ်ဒေါ်စောနန်းကပေးပို့ထားတာပါခင်ဗျာလက်ရှိမြန်မာငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာသတင်းရယူဖော်ပြတဲ့အခါမှာအခြေအနေကောင်းနေဖြစ်ပေါ်လာဖို့အတွက်သတင်းမီဒီယာတွေရဲ့ရေးသားဖော်ပြချက်တွေနဲ့ပတ်သက်ပြီးတော့မီဒီယာတွေအပေါ်မှာအရက်ဖက်လူဖွဲ့စည်းတွေရဲ့အမြင်ဆွေးနွေးတဲ့ပွဲလေးတစ်ခုကိုစက်တင်ဘာလ16ရက်နေ့ကပက်ကရာရဲ့ဟိုတယ်မှာကျင်းပခဲ့တာဖြစ်ပါတယ် 2010ခုနှစ်အစိုးရတည်တက်လာပြီးနောက်ပိုင်းမှာအစိုးရတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့နိုင်ငံရေးအင်အားစုတွေပါဝင်တဲ့တနိုင်ငံလုံးအပစ်ခတ်ရဲစဲမှုအတွက်ကိုလက်မှတ်ရေးထိုးနိုင်ဖို့နဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတစ်ခုဖြစ်ပေါ်လာဖို့အတွက်ကိုမြန်မာနိုင်ငံရေးဖြစ်စဉ်မှာအကောင်အဝဲအကောင့်တွေပေါ်နေကြတဲ့ကာလတစ်ခုလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံရေးဖြစ်စဉ်ပေါ်မှာသတင်းရယူဆောင်ရွက်တဲ့အခါမှာသတင်းသမားတွေနဲ့ဘာတွေလှုပ်ဆောင်ရမလဲဘာတွေအားနည်းချက်တွေရှိတယ်ဘာတွေအားသာချက်တွေရှိတယ်ဆိုတဲ့အပေါ်မှာအရက်ဖက်လူအဖွဲ့အစည်းတွေနဲ့သတင်းသမားတွေနဲ့အပြန်အလှန်ဆွေးနွေးရွေးပွဲတစ်ခုကိုလှုပ်ဆောင်နေကြတာဖြစ်ပါတယ်။ တယ်။အဲ့တော့ဒီမြမငင်းငင်းရေးလုပ်ငန်းစဉ်နဲ့ပြည်ပခါကိုသတင်းတွေရေးသားဖော်ပြတဲ့နေရာမှာမီဒီယာတွေအနေနဲ့အရင်ထက်ပိုပြီးတော့လုံလာနေတာကိုကျွန်တော်တို့တွေ့နေရပါတယ်။ဒါပေမဲ့လည်းသူတို့လုပ်ရတဲ့ရာပေါ့နော်။ကောင်းသလားဆိုးသလားလိုအပ်တာတွေဘာတွေရှိသလဲ။ရှေ့ဆက်ပြီးဒီထက်ပိုကောင်းဘာတွေလုပ်နိုင်မလဲဆိုတာကိုကျွန်တော်တို့အနေနဲ့ဒီနေ့ဆွေးနွေးပွဲမှာမီဒီယာသမားတွေနဲ့ဒီ CSO တွေအရက်ဖက်ဖွဲ့စည်းတွေနဲ့အပြန်အလှန်ဆွေးနွေးကြမယ်။တိုင်ပင်ကြမယ်။ဒီထက်ပိုပြီးတော့ရှေ့ရှောက်မီဒီယာတွေအနေနဲ့ ုံမပြီးတော့ကောင်းလာအောင်လုပ်နိုင်မယ်လို့ကျွန်တော်တို့ရည်ရွယ်ပြီးတော့ကျင်းပါတော့ပါအလူဖွဲ့စည်းတွေနဲ့ကလည်းမီဒီယာတွေပေါ်မှာသတင်းသမားတွေရေးသားဖော်ပြတာတွေနဲ့ပတ်သက်လို့ထောက်ပြဆွေးနွေးကြတာတွေရှိပြီးတော့သတင်းသမားတွေနဲ့ကလည်းသူတို့သတင်းလိုက်တဲ့အချိန်မှာကြုံတွေ့နေရတဲ့အခက်အခဲတွေကိုအပြန်အလှန်ပြောဆိုပြီးတော့ဆွေးနွေးကြတာဖြစ်ပါတယ်ငင်းငင်းဖြစ်စင်နေတာကိုက ဟိုအစိုးရနဲ့ဒီ NCT တို့အတိုင်းအတာကောင်းဆောင်လေးစီဝေးလောက်တယ်စီဝေးလောက်တဲ့အခါမှာကျွန်တော်တို့ကအထဲကိုသတင်းယူရောအထဲကိုသတင်းကိုယူခွင့်မပေးဘူးပေါ့နော်ပြီးတော့တို့ကပထမဆုံးညီတန်းလောက်ပဲတို့ကပြောလိုက်တယ်ပြီးလို့ရှိလို့ရှိရင်အထဲမှာပေါ့နော်ဘာတွေဆွေးနွေးရဆိုတော့ကျွန်တော်တို့တိကျချင်မသိအောင်ပြီးတော့မှတို့ထွက်လာတယ်ထွက်လာတဲ့ဟာပြီးတော့တို့တင်းတန်းဆင်းလောက်ပေါ့လို့ကျွန်တော်တို့အဲ့ဒီအပေါ်မှာပဲသတင်းကိုရေးနေရတယ်ပေါ့ဒါပေမဲ့အဲ့ဒီတို့ဘာတွေဆွေးနွေးခေါ်တယ်ဆိုတော့တိကျချင်မသိအောင်အဲ့တစ်ချက်ရှိရင်နောက်တစ်ခါသတင်းပေါ့နော်အဲ့တိုင်းသားနယ်မြေတွေခါကျရင်သတင်းတော့ယူရတဲ့အခါမှာအခက်အခဲရှိရပေါ့နော် လမ်းမဆက်သွဲရေးအမျိုးခက်ခဲကြုံရတယ်မြန်မာရင်းနှီးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အခြေအနေကောင်းတွေပေါ်ပေါက်လာစေဖို့အတွက်သတင်းရေးသားဖော်ပြတာနဲ့ပတ်သက်တဲ့ဒီဆွေးနွေးပွဲကိုအင်တာနျူးမြန်မာကအစီအစဉ်ကျင်းပတာဖြစ်ပါတယ်ဒီဆွေးနွေးပွဲကိုပြည်ရင်းပြည်ပကသတင်းသားဆရာတွေရဲဘက်လူအဖွဲ့အစည်းတွေနဲ့တိုင်းရင်းသားဒေသကိုစားပြုအခုလူမှုအဖွဲ့အစည်းတွေတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်ကျွန်မဆွမ်းနမ်းပါ